အားလုံးပဲမင်္ဂလာပါ Mr. Wet Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဒီဗီဒီယိုမှာတင်ငယ်ချင်းတွေကိုပြန်လည်ပြရမယ့် channel ချောင်းကလေးကတော့ Fiber မှာမိမိနားမလည်တဲ့နိုင်ငံသားဘာသာစကားတွေကိုပေါ့နော်ပြန်လည်ပြီးတော့မှမြန်မာလိုမျိုးဘာသာပြန်လို့ရတဲ့နည်းလမ်းလေးကိုဒီဗီဒီယိုမှာတင်ငယ်ချင်းတွေကိုပြန်လည်ပြရပေးတာပဲဖြစ်ပါတယ်အဲ့တော့ Fiber မှာပို့လိုက်တဲ့စာတွေကိုပေါ့နော်ကိုကစိတ်တိုင်းကြပဲဘာသာစကားမဆိုပေါ့နော်မြန်မာလိုမျိုးပေါ့နော်ပြန်လည်ပြီးတော့မှဘာသာပြန်လို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်ပြရပါမယ်ဖြစ်ပါတယ်ပေါ့နော် အဲ့တော့ပြုလုပ်ခွင့်ရအတွက်အရင်ဦးဆုံးကျွန်တော်ပြုလုပ်ပေးရမှာတော့ developer ကိုပေါ့နော်နောက်ဆုံး update ဖြစ်ပြီလားဆိုတာကိုအရင်ဦးဆုံးတာပြီးတော့မှ play store မှာသွားပြီးတော့ update တက်လုပ်ပေးထားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ play store ကိုကျွန်တော်တက်လိုက်ပြီးတော့သွားပြီးတော့မှအရင်ဦးဆုံး developer ကို update လုပ်ပေးလိုက်ပါဒီလိုဆိုလို့ရှိရင်တော့လိုလောက်ရဲဆိုတာပေါ့နော်ဖဘာတဲ့ဝင်ပြီးတော့မှလုံလို့ရတဲ့နည်းလမ်းကိုကျွန်တော်ဆက်ပြီးတော့မှကျွန်တော်ပြပေးသားပါမယ်ကျွန်တော်တို့ဒီဖဘာတဲ့ကျွန်တော်ဝင်ပေးသွားလိုက်ပါပြီးရင်တော့ကျွန်တော်ရဲ့ဒီမှာ ဒီမောနေရတွေ့ပါလေပေါ့နော်ဒီအဆက်သွယ်နေရလေးကိုကျွန်တော်နှိပ်ပြီးတော့မှကျွန်တော်ဟိုပေးရမှာဖြစ်ပါလေပေါ့နော်ဒီနေရာဆက်ဝင်သွားပေးလိုက်ပါโอเคပြီဆိုလို့ရှိရင် setting နဲ့ကိုကျွန်တော်ဝင်သွားပေးရမှာဖြစ်ပါတယ် setting နဲ့ဝင်သွားပေးလိုက်ပါပြီးတော့ကျွန်တော်တို့ကဒီမှာ call and message ဆိုတဲ့နေရာကိုချက်ဝင်သွားပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာဆက်ဝင်သွားပေးလိုက်ပါ โอเคပြီးဆိုလို့ရှိရင်တော့ဒီနံပါတ်ကျွန်တော်က message translate တွေ့ပါတယ်မနော်ဒီ message translation တွေ့နေတာချက်ဝင်ပြီးတော့မှတွားပြရမှာဖြစ်ပါတယ်ဒီနေရာချက်ဝင်စားပြလိုက်ပါโอเคဒီနံပါတ်ဆိုလို့ရှိရင်တော့ပုံမှန်လဲဆိုလို့ရှိရင်တော့ဒီမှာအင်္ဂလိပ်ပြနေမှာပေါ့နော်ကျွန်တော်ကကိုယ့်ရဲ့မြန်မာစကားကိုပြန်ပြီးတော့မှဘာသာပြန်ဖြည့်ပြရမှာကျွန်တော်တို့ကဒီမှာမြန်မာကိုပြပြရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာမြန်မာကိုကျိုးရှာပြရမှာဖြစ်ပါတယ် မြန်မာကဒီမှာတွေ့ပါလိမ့်မယ်နော်ဒီအောက်မှာရှိပါတာပေါ့နော်ဒီမြန်မာကိုကျွန်တော်တို့ချက်ထောက်ပြလိုက်ပါပြီးရင်တော့ကျွန်တော်တို့ကအပေါ်မှာဒီမှာအမှန်ရှိတဲ့ချက်နဲ့ပြရဖြစ်ပါတယ်နော်ဒီမှာချက်နဲ့ပြလိုက်ပါကဲဒီနေရာမှာဒီနေရာမှာပေါ့နော်ဒီမြန်မာရွေးထားပြီဆိုလို့ရှိရင်တော့ဘယ်လိုမျိုးတာဝန်တော့မှဘာသာပြန်ရမှာဆိုတော့ကျွန်တော်ပြပြမယ်နော်အဲ့တော့ဒီမှာ banner ချက်ပြထပ်ပြထားလိုက်ပါနော်ပြီးရင်တော့ကိုကကိုကိုပြောချင်တဲ့ပေါ့နော်လူကိုတွားပြီးတော့မှ reset ပြရမှာဖြစ်ပါတယ် ဲ့တော့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကိုကအင်္ဂလိပ်လိုကျွန်တော်အင်္ဂလိပ်လိုပို့ထားတာရှိတယ်ပေါ့နော်ပြီးရင်ဒီမှာထိုင်းလိုပို့ထားတာရှိပါတယ်ပေါ့နော်ကျွန်တော်ကဒီမှာဒီအင်္ဂလိပ်ကိုကိုယ်မြန်မာလိုဘာသာပြန်နေတယ်ဆိုလို့ရှိရင်တော့ဒီစာလေးကိုတစ်ချက်ပြပြထားမှာဖြစ်ပါတယ်ပြီးရင်တော့ဒီထဲမှာ translate ချက်နှိပ်ပြရဖြစ်ပါတော့ translate ချက်နှိပ်ပြလိုက်ပါနော်ဟုတ်ကဲ့ဆိုလို့ရှိရင်ဒီမှာသူကအင်္ဂလိပ်လိုနေပြီးတော့မြန်မာလိုဒီမှာဘာသာပြန်ပြီးမှဘာသာပြန်ပြီးမှဖြစ်ပါတယ်ပေါ့နော်အဲ့လိုပဲဒီနေရာမှာကိုက အဲထိုင်းကိုပြန်ပြီးတော့မှမြန်မာလိုပြန်ပြန်ဆိုလို့ရှိရင်ညမှာတစ်ဆက်ဖိပေးထားမှဖြစ်ပါတယ်ပေါ့နော်ဖိပေးဆိုလို့ရှိရင် translate ကိုကျွန်တော်နှိပ်ပေးလိုက်ရမှာပေါ့နော်ဒါဆိုလို့ရှိရင်တော့သူကမြန်မာလိုမျိုးပဲပြန်ပြီးတော့မှဘာသာပြန်ပြန်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဘယ်ဘာသာစကားတွေကိုမဆိုပေါ့နော်မြန်မာလိုမျိုးပေါ့နော်ပြန်ပြီးတော့မှဘာသာပြန်ကြည့်လို့ရတဲ့နည်းလေးကိုတကယ်ကြီးတွေကိုပြန်နိုင်များပြတာပဲဖြစ်ပါတယ်ပေါ့နော်โอเคနော်ဒီနည်းလေးကိုအသုံးပြုပြီးတော့မှဖော်ပြမှာပို့လာတဲ့စာတွေပေါ့နော်ဘယ်ဘာသာကိုမဆိုပေါ့နော်မြန်မာလိုမျိုးပဲ လွယ်တကူဘာသာပြန်ဖတ်ရရင်လည်းကိုငွေရင်းတွေကိုပြန်လည်မပေးတာကဖြစ်ပါတယ်ဗောနော်အားလုံးပဲစင်ပြရမျှော်လင့်ပါတယ်ဒီလိုရှုပေးရတဲ့အတွက်အားလုံးကြည့်တင်ပါတယ်ခင်ဗျာ